ဘာမာ brain channel ကနေကြိုဆိုပါရစေ။ကျွန်တော်တို့ကနေ့စဉ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဆိုလို့လေ။နေ့တိုင်းဝင်ရောက်နားထောင်ဖို့ဖိတ်ခေါ်ချင်ပါရစေ။အကြောင်းအရာတွေမဆက်ခင်မှာဘာမာ brain channel ကို subscribe လုပ်ထားပေးဖို့လည်းမမေ့နိုင်ဘူးနော်။ကဘာပေါ်မှာဖြစ်နေတဲ့ပြဿနာတွေကိုကြည်လိုက်ရင်ဟိုနေရာမှာတခုဒီနေရာမှာတခုတီးခြားစီဖြစ်နေတယ်လို့ထင်ရတယ်။ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒီဖြစ်ဖြစ်တဲ့အလုံးဟာပင်ကူအိမ်လိုမျိုးတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့ကဘာလုံးဆိုင်ရာမတည်ငြိမ်မှုကြီးတစ်ခုရဲ့အစစ်ပိုင်းနေဆိုရင်ကော ဟုတ်ပါတယ်ဒီနေ့မှာတော့အဲ့ဒီဆက်စပ်မှုတွေအကြောင်းကိုအတူတူဆွေးနွေးကြည့်ကြရအောင်ကဲဒီဇလန်ကိုနီပေါ်ကအဟောဆရာဖြစ်တဲ့ခုနဲ့ဆက်လိုက်ရအောင်ဆိုရှယ်မီဒီယာအက်ပ်တခုကအစိုးရတဖွဲ့လုံးကိုဖြုတ်ချနိုင်ခဲ့တယ်ဆိုတာကတော့တကယ်မီးတော့ကြီးတခုရဲ့အစမီးပွားလေးတခုလိုပါပဲဇလန်ကဒီလိုဗျာအစိုးရကနေတိတော့ကိုပိတ်ပစ်မယ်ဆိုပြီးတရင်ထွက်လာရောအဲ့ဒီမှာလူငယ်တွေကလမ်းပေါ်ထွက်လာကြတယ်ဆန္ဒပြကြတယ်ဒါပေမဲ့အစိုးရကရှော့အတွက်ခဲ့တယ် အဲ့ဒီဆန္ဒပြပွဲကသူတို့ထင်ထားတာချက် အများကြီးအများကြီးပိုကြီးထွားလာပြီးတော့နောက်ဆုံးမှာအစိုးရတစ်ဖွဲ့လုံးပြုတ်ကျသွားတဲ့အထီးပါပဲအရင်တုန်းကလူဒန်းစားကွာဟမှုဆိုတာကစာအုပ်ထဲကစကလုံးတက်တက်ပဲဟုတ်တယ်မလားတထေးတွေရှိတယ်ဆရာသားတွေရှိတယ်ဒါပေမဲ့သူတို့ဘဝတွေကဘလောက်တောင်ကွာလဲဆိုတာကိုကိုမျက်စိနဲ့တတ်အပ်မြင်ထားတာမှမဟုတ်တာဒါပေမဲ့ TikTok လို platform တွေပေါ်လာတဲ့ခါမှာတော့အခြေအနေကပြောင်းသွားရော့ နိုင်ငံရေးသမားတွေအာဏာရှိတွေရဲ့တာသမီတွေကသူတို့ရဲ့စိန်ခံကောက်တွေတံပိုးကြီးနာရီတွေခန္ဓာနဲ့ပါတီပွဲတွေကိုဗီဒီယိုလေးလေးတွေနဲ့တင်ကြတယ်။တစ်ဖက်မှာတော့တာမန်ပြည်သူများစုကနေ့စဉ်ဘဝအတွက်ရုန်းကန်နေရတဲ့အချိန်ဒီလိုမြင်ကွင်းတွေကနေဖို့လူငယ်တွေရဲ့ယဉ်ထဲမှာမညီမျှမှုဆိုတာကိုလက်တွေ့ကျကျခံစားလိုက်ရတယ်လို့ဖြစ်သွားပြီးမကျေနပ်မှုတွေကိုမီထိုးဖိလိုက်တယ်လို့ပါပဲ။အဲ့တော့နေပေါ်မှာဖြစ်ခဲ့တဲ့ဒီမကျေနပ်မှုတွေကအရှိတောင်အရှာတစ်ခုလုံးမှာဖြစ်နေတဲ့ပုံစံတစ်ခုလိုပဲ။ ထိုင်းကိုကြည်မလားဝမ်ကြီးချုပ်ကိုတောင်ဖြိုးချနိုင်ခဲ့တဲ့လူငယ်စန္ဒပြပွဲတွေရှိခဲ့တယ်။ဖိလစ်ပိုင်တို့အင်ဒိုနီးရှားတို့မှာလည်းအစိုးရမူဝါဒတွေကိုမကြိုက်လို့လူငယ်တွေကပဲဥဆောင်ပြီးလမ်းပေါ်ထွက်နေကြတာ။မြန်မာနိုင်ငံเจ้าကတော့အားလုံးအထီးဆုံးဖြစ်မှာပါ။အရှင်ကြီးကတော်တော်ဆိုးရွားနေတယ်။ဆိုတော့စန္ဒပြရတဲ့အကြောင်းရင်းတွေက တနိုင်ငံနဲ့တနိုင်ငံ အတိအကျမတူပေမဲ့အားလုံးမှာတူညီနေတဲ့အချက်ကဘာလဲဆိုတော့လူငယ်တွေကလက်ရှိအာဏာရှိသူတွေကို လုံးဝ လုံးဝမကျေနပ်ကြတော့ဘူးဆိုတာပါပဲ။ဒါဆိုဒီဆန္ဒဖြောက်ပွဲတွေရဲ့နောက်ွယ်ကတကယ်အရင်ခံအကြောင်းတရားကဘာဖြစ်မလဲ။အဖြေကတော့ကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့အားပြိုင်မှုပုံစံပြောင်းလဲသွားတာနဲ့တိုက်ရိုက်ပတ်သက်နေပါတယ်။ဟိုရင်တော့ကလို့တေချာရရတဲ့ရွေးချယ်စရာတွေမရှိတော့တဲ့အခါမှာနိုင်ငံငယ်လေးတွေဘလို့အကျက်ရဲသွားလဲဆိုတာကိုစက်ကြည့်ရအောင်။အရင်တော့မှဆိုရင်လေနိုင်ငံငယ်လေးတွေအတွက်ရွေးချယ်စရာကရှင်းတယ်။အမေရိကန်ပဲရမလားတရုတ်ပဲရဖလား အမေရိကန်နဲ့ပေါင်းရင်စီးပွားရေးအကူအညီရတယ်လွန်ကျွန်ရွေးအကာအကွယ်ရတယ်ဒါပေမဲ့သူတို့ပြောတဲ့ဒီမိုကရေစီလမ်းကြောင်းအတိုင်းလိုက်ရမယ်တရုတ်နဲ့ပေါင်းရင်တော့နိုင်ငံရေးမှဝေမဆွတ်ဖတ်ဘူးယင်းနည်းမျိုးနဲ့မှုတွေအများကြီးလုပ်ပေးမယ်ရွေးစရာကရှင်းရှင်းလင်းလင်းပဲဒါပေမဲ့အခုချက်မှာတော့ American က America First ဆိုပြီးကိုယ်နိုင်ငံရေးပဲကိုကြည့်တော့မဟာမိတ်ဆိုတာလည်းမရေရာတော့ဘူးတရုတ်ရဲ့ယင်းနည်းမျိုးနဲ့မှုတွေတော့မှလည်းတွေးမိထောင်ချောက်လို့စီးပွားရေးဖိအားပေးမှုတွေတော့ကပ်ပါလာတယ် ဆိုတော့နိုင်ငံငယ်လေးတွေတက်ကဘဲဘက်ကိုရွေရွေစိတ်မချရတဲ့အချိန်ကြီးကြောက်ကြညက်တဲ့ဖာလို့ဖြစ်နေတော့တာပေါ့အဲ့တော့ကိုလှုပ်လိုက်တဲ့ရွေးချယ်မှုတိုင်းကစွန်းစားခန်းတစ်ခုလို့ဖြစ်နေတဲ့အခါဘာဒီဆက်ဖြစ်လာမလဲစဉ်းစားကြည့်လေနိုင်ငံကိုအုပ်ချုပ်နေတဲ့သူတွေအတွက်ခိုင်မာတဲ့နိုင်ငံခြားရေးမူဝါဒတစ်ခုချဖို့ခက်လာတယ်အဲ့ဒီအခါပြည်တွင်းမှာစီးပွားရေးကကြက်တဲလာတော့ပြည်သူတွေရဲ့မချေနှမှုတွေကလည်းပေါက်ကွဲထွက်လာနိုင်တယ် ဒီမေကွန်းကလည်းပဲစီးပွားရေးနဲ့နိုင်ငံရေးအချက်အတဲတွေကနေလစ်တွေ့ကြတဲ့စစ်ရေးနဲ့တန်တမာရေးနယ်ပယ်အထိဘလို့တွေရိုက်ခတ်သွားလဲဆိုတာကိုစပ်ပြီးချိတ်ဆက်ကြည့်ကြပါမယ်။ကဲအခုဒီမရေရာမှုတွေကစစ်ရေးနဲ့တန်တမာရေးနယ်ပယ်အထိဘလို့လျောက်သွားလဲဆိုတာကိုဆက်ကြည့်ကြအောင်။မဟာမိတ်ဆက်ဆံရေးတွေရဲ့ခိုင်မာမှုကိုတကယ်လဲတွေ့မှာစမ်းသပ်ခံရပါပြီ။ဥယျာဉ်ရောပဘက်ကိုခဏသွားကြည့်ရအောင်။ရုရှားဒရုန်းစီနေတိုအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ပိုလန်ရဲ့၄ဘိုင်းနှစ်ထက်ကိုဖျက်ဝင်လာတဲ့ စဉ်းစားကြည့်ဟိုအရင်စစ်အေးခိတုံးကစားဆိုရင်ဒါချက်ချင်းပြချော့ခံရပြီးစစ်ဖွဲ့ကြီးတကူစသွားနိုင်တဲ့အခြေအနေပဲအဲ့တော့မေဟွန်းကဒါကမတော်တဆဖြစ်သွားတာလားဒါမှမဟုတ်နေတိုရစီလုံးမှုကိုတမင်တက်တက်လာဆန်းတက်တက်တည်င်းစကားတခုလားဒီကိစ္စကတကယ်ကိုညံဆန်းကစားပွဲတစ်ခုလိုပဲတဆင်ချင်းကြည့်အောင်အဆင့်တရုရှားကလက်နက်မပါတဲ့ drone ကိုတမင်လွတ်လိုက်တယ်ပောက်ကွဲစေတတဲ့ PC မှမမပါဘူးဆိုလိုတာကဒါဟာတက်ခိုက်မှုမဟုတ်ဘူးစမ်းသက်မှုတက်တက်ပဲ အစ်စ်နှစ်သူတို့ရဲ့ရွယ်ချက်ကရှင်းရှင်းလေးညီတို့ကဘလောက်မြင်မြန်တုံ့ပြန်မလဲဘယ်နိုင်ငံကချက်တိုက်လေးရင်တွေလွှတ်မလဲနိုင်ငံရေးရာရောသူတို့ဘလောက်စီလုံးလဲဒီအချက်လက်တွေကိုလိုချင်တာအစ်စ်၃ညီတို့ရဲ့တံပြန်တုံ့ပြန်မှုကလည်း short တ်လို့မရဘူးသူတို့က drone ကိုကြားဖြတ်ဟန်တာလိုက်တယ်ဒါပေမဲ့ဘလို့ဟန်တာတယ်ဘာတွေလုံးလိုက်တယ်ဆိုတာကိုတလုံးမှအပြင်ကိုမပြောဘူးတိုက်စိတ်နေလိုက်တယ်ဘာလို့လဲဆိုတော့ရုရှားလိုချင်နေတဲ့အချက်လက်တွေကိုတခုမှမပေးချင်လို့ပဲ ဒါဟာစစ်ရေးရာရောနိုင်ငံရေးရာပါအပြန်လန်ထောက်လန်းနေကြတာဒီလိုမဟာမိတ်ဆက်ဆံရေးတွေမရရတော့တဲ့ပေဒနာကအိုရပါမှာပဲဖြစ်နေတာမဟုတ်ဘူးအရှေ့ရလဲပိုက်လို့တစ်ချက်ကြည့်လိုက်ရအောင်အဲ့ဒီမှာလဲမဟာမိတ်ဟောင်းတွေကကိုလန်းကိုဖောက်နေကြပြီအရန်ကအားကိုးခဲ့ရတဲ့အင်အားကြီးနိုင်ငံတွေရဲ့အကာအကွယ်ကိုမယုံကြည်ရတော့တဲ့အခါနိုင်ငံတွေကကိုလုံခြုံရေးအခက်ကိုတိုင်လမ်းရှာနေကြရပြီ ီအပြောင်းလဲကိုကြည့်လိုက်ရင်တော်တော်လေးသိတာတယ်ဥပမာဆာဒီအာရေဗျာကိုပဲကြည့်အရင်ကဆိုလုံခြုံရေးကလပ်အမေရိကန်ကိုပဲအဓိကအားကိုးခဲ့တာအခုတော့အမေရိကန်ကိုစိတ်မချတော့ဘူးနျူကလ িয়ার လက်နက်ရှိရဲ့ပါကစ္စတန်နဲ့လုံခြုံရေးစာချုပ်တွေတွားချုပ်နေသည်နောက်တစ်ခုကအနောက်အုပ်စုခရိုင်းလဲစီလုံးမှုပြိုကွဲလာတယ်အမေရိကန်ရဲ့အရင်ဒီဆောင်မဟာမိတ်တွေဖြစ်တဲ့ UK ၊ပြင်သစ်၊ကနေဒါတို့တောင်မှဖလစ်စတိုင်းရေးမှာအမေရိကန်နဲ့သဘောထားကွဲပြီးဖလစ်စတိုင်းနိုင်ငံကိုအတိမတ်ပြုလိုက်ကြပြီဒီကနန်းကတော်တော်လေးတွေပဲရှိတယ်ငါးမှလေးဒါကဘာကိုပြနေလဲဆိုတော့ ကဘာအညာအကြီးဆုံးကုလသမဂ္ဂလုံခြုံရေးကောင်စီမှဗီတိုအာနာသုံးနိုင်တဲ့အမြဲတမ်းဖွဲ့ဝေ၅နိုင်ငံထဲက၄နိုင်ငံကပါလက်စတိုင်းကိုနိုင်ငံတနိုင်ငံဖြစ်အတိမတ်ပြုလိုက်ပြီးဆိုတော့အမေရိကန်တနိုင်ငံတဲပဲဒီကိစ္စမှာတိချရက်တည်နေတော့တာတာရမန်ရဲ့အရာဘလောက်တောင်အထီးကျန်ဖြစ်လာလဲဆိုတော့ကိုဒီကနန်းတစ်ခုတည်းနဲ့တင်မြင်သားစေပါတယ်။ကဲအခုထိကျွန်တော်တို့ဆွေးနွေးခဲ့တာဒီကိုပြန်ကြည့်အောင်အရှေ့တောင်အာရှကလူငယ်တွေရဲ့စန္ဒပြပွဲတွေကနေအင်အားကြီးနိုင်ငံတွေရဲ့အားပြိုင်မှုပြီးတော့အရိုပါနဲ့အရှေ့လေပိုင်းကမဟာမိတ်တွေရဲ့ပြုတ်ကွဲမှုတွေအထိ ဒီအဖြစ်ပြက်တွေအားလုံးကိုပေါင်းကြည့်လိုက်တဲ့အခါဒီလိုရှုပ်ထွေးပွေလီနေတဲ့ကဘာအခြေအနေတွေကကျွန်တော်တို့ရဲ့အနာဂတ်အထက်ဘာကိုအတိတ်ပဲဆောင်းနေလဲဘယ်သူကစီမင်းအသက်တွေကိုရေးဆွဲမလဲဆိုတာကိုစက်တီသုံးသပ်ကြည့်ကြရအောင်ဒီလိုတင်းမာမှုတွေအားပြိုင်မှုတွေနဲ့ပြင်းနေတဲ့ကဘာနိုင်ငံရေးစင်မြင့်ပေါ်မှာဖင်လန်သမ္မတရဲ့ဒီစကားတခွန်ကတော့အားလုံးကိုအလေးအနက်စဉ်းစားစရာဖြစ်စေခဲ့ပါတယ် သူကပြောပါတယ်ကျွန်တို့ဟာအ धिक တင်ငန်းစားတွေကိုယူရမှာဖြစ်ပေမဲ့ကျွန်တို့ရဲ့ဆုံးဖြတ်ချက်တွေကတော့ရှေ့ဆက်ရင်ဆိုင်ရမယ့်အနာဂတ်အတွက်ဖြစ်ရပါမယ်တဲ့တခြားကောင်းဆောင်တွေကတယောက်နဲ့တယောက်ထိုက်ခိုက်ဖို့ပဲအာယုံဆိုင်နေတဲ့အချိန်မှာသူကတော့အ धिक ကိုတင်ငန်းစားယူပြီးပိုကောင်းတဲ့အနာဂတ်အတွက်အတူတူလက်တွဲကြဖို့တိုက်တွန်းသွားတာပါအစွန်းတအနေနဲ့စဉ်းစားစရာမေးခွန်းတကူနဲ့နေကုန်းချုပ်ချင်ပါတယ်စနစ်ဟောင်းတွေကပြိုကွဲနေပြီစနစ်တိတ်ကလည်းမပေါ်သေးဘူးဒီလိုအင်အားချိန်ခွင်လျားတွေပြောင်းလဲနေတဲ့ကပ္ပကြီးမှာ မနေ့ပြန်တော့စီးမြင့်အစ်တတူကိုဘသူကရေးဆွဲသွားမလဲဒါကတော့ကျွန်တော်တို့အားလုံးဆက်လက်ပြီးအပြေရှာ ဆုံးကြည့်သွားရမယ့်အရေးကြီးဆုံးမိကုန်ပါပဲကဲဒီနေ့တင်ဆက်ပေးတာကိုကျန်တဲ့တက်တယ်ဆိုရင် like ပေးသွားဖို့မမေ့ပါနဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဘလို့မြင်လဲဆိုတာကိုလည်း comment မှာရေးပေးသွားပါအောင်ခင်ဗျာနောက်ထပ်တင်ဆက်မှုဒီမှာပြန်ဆောင်ကြပါမယ်